Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဇူလိုင်လ1ရက်နေ့မှာဆိုလို့ရှိရင်နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်ကွင်းလင်ကစားမတွေတခြားသတင်းထွက်နေတဲ့အချိန်မျိုးမှာ Fabian Ruiz တွေနဲ့ပတ်သက်လို့ဒါထွက်သွားတဲ့သတင်းတွေကျွန်တော်ရှိတယ် market stretch ဖို့တို့အပြင်တခြားကျွန်တော်သတင်းတွေကျွန်တော်ထွက်ထားတာလည်းရှိတယ်။ Okay ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားကြပါမယ်။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီအပြောင်းရွှေ့သတင်းတွေမှာကျွန်တော်ဒီ Fabian Ruiz နဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ပြောကြည့်ရအောင်နော်။ Fabian Ruiz ကဒါကတော့လက်ရှိမှာ Food Marker 2ကနေပြီးတော့ report လုပ်ထားတာပေါ့နော်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘက်ကတော့ PSG အသင်းကွင်းလေးကစားမဖြစ်သူဖာဘီယန်ရူစ်ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်ပေါ့နော် ကလပ်အသင်းတွေအဲဒါအပြင်ဒီကစားမဖြစ်သူကိုခေါ်ဖို့စိတ်ဝင်စားနေတာကတော့မန်ချက်စတာယူနိုက်တက်အသင်းထဲတွေမဟုတ်ဖြစ်နေတဲ့ ဒါအဲ့ဒီတည်းမှာ United ကပါဝင်နေတာတခြားကလပ်တွေရဲ့ဘက်ကလည်းစိတ်ဝင်စားမှုတွေကျွန်တော်ရှိထားတယ်ဆိုတော့ United ကလည်းကွင်းလင်အားပြဖို့လိုနေတဲ့အခြေအနေမျိုးမှာ Fabian Ruiz ကိုခေါ်ဖို့အတွက်စိတ်ဝင်စားလာတာဖြစ်တယ်ပေါ့နော်ကစားမားရဲ့ကတော့လက်ရှိမှာ PSG နဲ့စာချုပ်တည်နေ2029ခုနှစ်မှာအကုန်ဆုံးမှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဒါကတော့ကျွန်တော်အထူးခြားကြီးတော့ကျွန်တော်ပြောစရာလိုတယ်မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ Fabian Ruiz လိုကစားသမားမျိုးကို Manchester United ကိုမင်းပြောင်းလာတင်နေနော်လို့ပြီးတော့မှဆွဲဆောင်လို့ရတဲ့အချက်ကမြန်မြန်စသားကျွန်တော်သိမ့်မရှိဘူး တခုပဲရှိတယ်ကစားမဖြစ်သူက29နှစ်ရှိနေပြီဖြစ်တဲ့အတွက်အကယ်လို့ PSG ဘက်ကသာတက်တန်းဆက်ပြီးတော့မတူးကျင်တော့ဘူးလူငယ်ကစားမလေးပြည့်တဲ့ Emery တို့လူကစားမကြီးလည်းသူတို့မှရှိနေတယ်ဒါကြောင့်ငါတို့တော့ဟေ့ United ကတန်း40ပြီးရင်တန်း50ပြီးရင်တန်း30ပြီးရင်လက်လွတ်သွားမယ်ဟေ့ကစားမဖြစ်သူရဲ့ဘက်ကလည်းတို့တို့ကပြောင်းမယ်ဟေ့ဆိုလို့ရှိရင်တော့တမျိုးအဲ့လိုလေဆိုတော့ကစားသမားဘက်ကကျွန်တော်တွေးကြည့်ရင် Champions League ဒီဘာတွေအတွက်သူထပ်ပြီးတော့မျှော်လင့်လို့ရတယ်။ဒါပေမဲ့လို့ PSG ဘက်ကကျွန်တော် PSG နဲ့တွေးကြည့်ရင် ရင်သစ်လီဂူဆိုတာမျိုးကကစားသမားအတွက်တကယ်စိန်ခေါ်မှုစိန်ခေါ်မှုတော့ဆက်လို့ချရတာကောမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့ PSG ဒီပြည်တွင်းလိဂ်မှာကအမြဲတမ်းကျွန်တော်တွေနဲ့ချန်ပီယံဖြစ်တာ။ချန်ပီယံစိတ်ထက်ပြီးတော့ယူဂျင်နဲ့ပါညာဆိုရင်တော့အဲ့မှာနေကောင်းနေမှာပေါ့လေ။အဲ့လိုမဟုတ်ဘူးဆိုလို့ချင်တော့ United ကိုပြောင်းတာမျိုးဒါမှမဟုတ်တခြားကလပ်တင်းတစ်ခုကိုစိန်ခေါ်မှုအစ်စ်တွေပြောင်းတာမျိုးတွေမြင်ရမယ်ဆိုရင်အခွင့်အရေးကရှိကောင်းရှိနေတယ်ဒါပေမဲ့လို့ပေါ့နော်ကစားမားက29နှစ်ဆိုပေမဲ့ဈေးကွက်တန်ကြီးအရာကိုပဲယူရိုတန်40ကျွန်တော်ရှိနေသေးတာ နော်တန်း40ရှိနေသေးတာဆိုတော့2029ခုနှစ်မှာစာချုပ်တရံကုန်မယ်ဆိုပေမဲ့ United တွေကဒီကစားသမားကိုခေါ်နိုင်ခြင်း imminent နဲ့ဒီနေရာမှာနံပါတ်1ကစားသမားက PSG ရဲ့အဓိကကစားသမားဖြစ်နေတာရယ် Luis Enrique ရဲ့စိတ်ကြိုက်ကွင်းလေကစားမားတွေကတယောက်ဖြစ်နေတာရယ်အကယ်လို့ဒီနေမှာ PSG ကဒီကစားသမားဖြစ်သူနေရာမှာလုံးဝဟုတ်ဘူးရောမလဲတကယ်ကောင်းတဲ့ upgrade ကွင်းလေကစားမတယောက်အားဖြည့်ပြီးဆိုလို့ရှိရင်တော့ဟိုသူတို့လက်လွတ်ကောင်းလွတ်နိုင်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ သူတို့အနေနဲ့သူတို့လုံးဝလက်လွတ်မဲ့ပုံစံမျိုးမှာကျွန်တော်ရှိမနေဘူး PSG ရဲ့လက်ရှိကွင်းလင်မှာ Fabian Ruiz ရဲ့အရေးပါမှုကကျွန်တော် short ထွက်လို့မရဘူးစပိန်လက်ရွေးစင်မှာလည်းအရေးပါတဲ့ player တယောက်ဖြစ်နေတယ်လို့လက်ရှိ PSG ကွင်းလင်မှာလည်းအရေးပါတဲ့ကစားသမားတယောက်ကျွန်တော်ဖြစ်နေတာဆိုတော့ Manchester United အတွက်ပေါ့နော်ဘလူးပဲတတိနေကျွန်တော်ထွက်တယ်ပဲပြောပြောပေါ်နိုင်ဖို့အတွက်အခွင့်အရေးကကျွန်တော်အဲ့လောက်ထိအများကြီးမရှိဘူးဒါလည်းညီကလို့ကျွန်တော်သာသဘောပေါက်ပြီးသားပေါ့နော်ဒါကြောင့်အချိန်ကြီးကကျွန်တော်စောင့်ကြည့်ရမယ်ဒါပေမဲ့ဒီတတင်းကတော့ ဟိုဘယ်လိုပြောမလဲကျွန်တော်ကတော့တက်ပြီးတော့အများကြီးခိုင်မာတဲ့နေရာမှာပါတယ်လို့ကျွန်တော်မထင်ဘူးဒါအပြင်ထက်ပြီးတော့ခေါ်ဖို့အသင်းဘက်ကတကယ်ကျူးပန်းမဲ့ချိန်ကြီးမှာလည်းအများကြီးရှိတယ်လို့ကျွန်တော်မထင်ဘူးလာမယ့်နေ့မှာဆိုလို့ရှိရင်တင်းကတော့ပျောက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့်တော့အသင်းဘက်ကတောက်လျှောက်ဆိုသလိုအေးဘယ်လိုပြောမလဲဒီကွင်းလေကစားမတွေနဲ့ပတ်သက်လို့တင်းနေကျွန်တော်ထွက်လာပြီဆိုတဲ့အခါကျတော့ဗောနော Fabian Ruiz တို့ဘာလို့ねအခုလာတင်းကထွက်လာတာကွင်းလေတွေနဲ့တော့ကျွန်တော်တင်းထွက်နေတာဟုတ် ထောင်းကြည့်ရမှာပါဆိုတော့တိတ်ပြီးတော့မသေးကြပါဘူးဒီကစားမကိုခေါ်ဖို့အတွက်အတင်းကဆွဲဆောင်မှုကောင်းကောင်းရှိတဲ့နေသားမှာကျွန်တော်ရှိမနေဘူးပေါ့နော်ဆိုတော့ဒါကတော့တိတ်ပြောစရာလိုတယ်လို့ကျွန်တော်မထင်ဘူးနောက်တစ်ယောက်က Jaden Sancho ပါ Sky Sport ကနေပြီးတော့ report လုပ်ထားတာက Jaden Sancho အတွက် Manchester United နဲ့ Juve Test တို့ပေါ့နော်ဒီကလပ်တွေနှစ်ခုကြားမှာအချင်းချင်းကျွန်တော်ဆက်သွယ်မှုတွေဆက်ပြီးတော့လှုပ်ဆောင်နေကြပြီပေါ့နော် Juventus တာဝန်ရှိသူတွေရဲ့ဘက်ကတော့ကစားသမားနဲ့ပုံကိုရေးသဘောတူညီမှုရဖို့အတွက်ဆွေးနွေးလျက်ရှိတယ် မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ဆန်ချူတွေပြောင်းရွှေ့ကြီးပေါင်း25သန်းဝန်းကျင်တည်အလိုရှိနေတယ်ဆိုပြီးတော့ Sky Sport ကနေပြီးတော့ report လုပ်ထားတယ်ဆိုတော့ဆန်ချူနဲ့ပတ်သက်လို့လည်းအလောက်ထိကျွန်တော်တို့ကထူးထူးခြားခြားအပြောင်းရွှေ့မဟုတ်ပါဘူးเนาะဟိုဘယ်လိုပြောမလဲလက်ရှိ Juventus တို့ဘာလို့ဘက်ကတကယ်လူချင်းနေဆိုလို့ရှိရင်တော့မှာဗျာကျွန်တော်စဉ်းစားကြည့်ရရင်เนาะ Juventus တို့ဘာလို့ဘက်ကတကယ်လူချင်းနေဆိုရင်တော့မှာဟိုအချီနီကပေါ့เนาะကစားမကလောက်ခလာစားရှုပ်မိဘူးဘာညာဆိုလို့ရှိရင်ဘယ်လိုမှကျွန်တော်လွယ်မှာမဟုတ်ဘူး နော်လာသာရှုပ်မယူဘာညာဆိုကျွန်တော်လွယ်မှာမဟုတ်ဘူးအကယ်လို့လာသာရှုပ်ယူတယ်ဆိုရင်တော့တမျိုးပေါ့နော်အသင်းဘက်ကလူချင်းနဲ့ပေါင်25တန်းဆိုတာကတော့တန်ပါတယ်နော်ဘာမှမဟုတ်တဲ့ကစားမားတွေနော်တောင်းမှကျွန်တော်တန်း20တန်း30တန်း40ပြီးနေရတဲ့အချိန်မှာအဲ့ဒီတွေကအဲ့လိုမျိုးဘာမှမဟုတ်တဲ့ပလေယာတွေကတယောက်ဖြစ်တဲ့ဆန်ချူကလက်ရှိအသက်25လောက်ပဲကျွန်တော်ရှိသေးတာနော်တကယ်သာပြုစုပြောထောင်မယ်ဆိုလို့ရှိရင်မြေတကယ်ကောင်းလာနိုင်သေးတယ်အဲ့ဒီတော့ဂျီဒန်ဆန်ချူကိုကျွန်တော်တို့ကခေါ်တဲ့နေလို့ဂျူဗင်တက်စ်တို့ဘာလို့အနေနဲ့အမှန်ကန်ကျိုးပန်းတင်နေကျိုးကျိုးပန်းမယ်ဆိုရင် ပေါင်25တန်းကတော့ကျွန်တော်ရရသိနေတယ်မှာကျွန်တော်ပါတယ်ဗျာအဓိကကဟိုကစားမဖြစ်သူကိုခေါ်ခြင်းတဲ့အသင်းကြီးအတွက်ကပြဿနာကဟိုပြောင်းရွှေ့ခြင်းမဟုတ်ဘူးလစာဖြစ်နေတာဆိုတော့ဆန်ချိုဘက်ကလက်ရှိဆွေးနွေးနေတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်လောက်ခလာစာကိုသူရှော့ယူမယ်ဆိုရင်တော့အချိန်ကြီးကောင်းပါအခုအချိန်မှာတော့ဂျူဗင်တက်စ်တာဝန်ရှိသူတွေရဲ့ဘက်ကကစားမနဲ့ပုံကိုရေးဆန်ရသဘောတူညီမှုရဖို့အတွက်ဆွေးနွေးလျက်ရှိနေတယ်ဆိုပြီးတော့ Sky Sport ကဖော်ပြလာတယ်ဆိုတော့ဂျီဒန်ဆန်ချိုနဲ့ ဒူဝင်တက်ဆက်အပြောင်းရွှေ့ကကျွန်တော်အများကြီးစိတ်ဝင်စားဖို့ကောင်းတယ်အတိုင်းတာတစ်ခုကြီးကျွန်တော်ကစောင့်ကြည့်ရမယ်ဒီမှာကျွန်တော်ပါတယ်ပေါ့နော်ဒါကြောင့်ဂျီဒန်ဆန်ချိုရဲ့အပြောင်းရွှေ့သည်ဒူဝင်တက်ဆက်နဲ့ဖြစ်နိုင်ကြီးတွေကပို့ပူပြီးတော့ရှိလာတယ်ကစားသမားဖြစ်သူရဲ့ဘက်ကလာကျွန်တော်တို့လစာရှုပ်ယူမယ်ဆိုရင်ဒီအပြောင်းရွှေ့ကအများကြီးကျွန်တော်မျှော်လင့်လို့ရတယ်ပေါ့နော်ဆိုတော့ညီကလို့ရောဆန်ချိုကိုကျွန်တော်တို့ကလက်လွတ်ရလိမ့်မယ်လို့ညီကလို့မြင်ကြလားနော်ဆွေးနွေးကြပါဦး ားလုံးပဲမင်္ဂလာပါကွန်ပျူတာရဲ့မင်္ဂလာပါနော်အဲကိုအေးချစ်တို့ကိုစီရအောင်လို့မင်္ဂလာပါ gain live ကဒါပြီးရင်ရှိတယ်မလားလဲရှိပါတယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဗောနော်မိနစ်20နာရီခွဲလောက်အတော်တွင်မှာကျွန်တော်တို့ရအောင်သွားပါမယ်ဒီနေ့ညကကျွန်တော်တို့ food champion မှာ champion gain မှာဆိုတော့ champion gain မှာကအ ਨੇ ဆုံးသူတို့က champion 15ဘွဲ gain ရတာဗောနော်ဒါတိပါတယ်ဂျင်း gain ဆော်နေတဲ့ညကိုရတော့ champion 15ဘွဲ gain ရတယ်အဲ့ဒီတဲကမှာအ ਨੇ ဆုံး6ဘွဲလောက်4 5ဘွဲ6ဘွဲလောက်နိုင်နေသလိုရှိရှင်ကိုပဲစုတွေကကောင်းနေဗျာဒီလား စုတွေကကောင်းတယ်ဆိုတဲ့အခါတကယ်လဲခက်တယ်ဗျာဒီတော့တကယ်တကယ်တကယ်ချန်ပီယံကန်ကြတယ်ဆိုတဲ့ကတမန်ငါရှင်ငါကောင်းနေမပါဘူးအဲအဲ့လိုမျိုးဆိုတော့6ပွဲလောက်တော့မနေနိုင်အောင်ကန်ရမှာဆိုတော့အဲ့6ပွဲလောက်နိုင်နေဆိုရှင်သူစုတွေကတကယ်မိုက်မှာဆိုတော့ကိုတကယ်မျော်လင့်တဲ့ကစားမကောင်းနေမယ်ကျွန်တော်ရမလားပေါ့နော်ဆိုတော့စုတွေကလည်းကျွန်တော်တကယ်ကောင်းမှာဆိုတော့6ပွဲနိုင်အောင်ကန်နိုင်မလားကျွန်တော်ကြည့်ရင်းနဲ့ခဏနေ live သွားမှာပါဆက်သမိုင်းနော်ခြေတိများဒီမှာလဲမင်္ဂလာပါတဲ့ဟုတ်ကဲ့ပါဆက်သမိုင်းမင်္ဂလာပါအတင်းကပြားတဲ့ဒီယာဒီမှာတော့ တိုင်ပတ်ဆုံးယာစီလို့ထင်တာပဲတဲ့ကျွန်တော်တို့ပြီးเนาะပြီးခဲ့တဲ့ယာစီကအတိုင်ပတ်ဆုံးယာစီပါဆိုတော့လာမယ့်ယာစီကတော့ဒီနွေယာစီပြောင်းရွှေ့ရဲ့အလုပ်လုပ်တဲ့ပုံစံတွေခေါ်တဲ့ကစားမားတွေရောင်းချတဲ့သူတွေအတင်းပြုပြင်တဲ့ပုံစံတွေကိုမူတည်ပြီးတော့ပဲကျွန်တော်စောင့်ကြည့်ရမှာပေါ့လောလောဆယ်မှာတော့ဒီနွေမှာဒီထက်ပိုကောင်းတဲ့အလုပ်တွေလုပ်နိုင်မယ်ဆိုလို့ရှိရင်လာမယ့်ယာစီကတော့မျှော်လင့်လို့ရတယ်လို့လည်းကျွန်တော်ထင်တာပဲเนาะမင်္ဂလာပါတဲ့โอเคပါအဲဆယ်မားတွေလည်းเนาะအတင်းကအမိုက်အပြည့်မဲ့အခြေအနေတွေဘယ်လိုရှိရုံနဲ့เนาะအမိုက်ပြည့်မဲ့အခြေအနေကတော့စီပင်ကလက်မခံဘူးဖြစ်ရဲ့ဆယ်မားเนาะ ကျွန်တော်အမိုက်ကောင်းမဲ့သူတွေမလာဘူးဖြစ်နေတယ်เนาะအမိုက်ကောင်းမဲ့သူတွေကသူတို့တွေအကျိုးရှိမဲ့ဟာတွေမပါတော့မလာဘူးဖြစ်နေဆက်သမားဘယ်လိုလုပ်ကြမှာလို့เนาะဘယ်လိုလုပ်ကြမလဲဟိုခုတင်းကရောင်းကျင်ပဲရှင်းကျင်နေဆိုပေမဲ့လို့တကယ်လက်ခံမဲ့သူတွေမရှိဘူးဖြစ်နေတာတော်တော်ကိုပြဿနာကြားတယ်ဆက်သမားရေเนาะ game stream မှာလားဆိုတော့ stream မှာပါကျွန်တော်တို့ enjoy football မှာကျွန်တော်ဒီ live ပြီးတာနေပေါ့เนาะမိနစ်20လောက်အတော်တွင်ကိုကျွန်တော်ရအောင်သွားမှာပါဆက်သမားရေเนาะလာပြီးတော့ကျွန်တော် show ရအောင်ကျေးဇူးများကြီးတင်ပါတယ် တော်ပါများတဲ့နော်အဲတခြားအသင်းတွေကစားမားတွေကရောက်ပြီးတော့ United ကကုချင်တိမရောက်သေးဘူးစိတ်ပျက်ရှားပဲပြားတယ်နော်အာပီလာတာလည်းနောက်ဆက်တဲ့နော်ចောင်းသားပွားတွေကပြားတယ်နော်โอเคပါအဲဒါကတော့ဗျာဘယ်လိုပြောမလဲစိတ်မပြစ်ပါနဲ့နော်စိတ်မပြစ်ပါနဲ့ဆိုတော့ကိုသင်းရဲ့အပြောင်းရွှေ့ကဒါအမြဲတမ်းဒီလိုပုံစံပဲလေအမြဲတမ်းဒီလိုပုံစံပုံမှန်ဆိုလို့ရှိရင်မင်းဘယ်လိုပြောမလဲဒီကုညာတို့ဘာလို့ဆိုတော့ရောက်တော့ရောက်သေးတာမဟုတ်ဘူးနော်ကုညာတို့ဆိုတော့ရောက်သေးတာမဟုတ်ဘူးနော်တခြားယာတီတွေကိုရှင်မင်းဆိုလို့ရှိရင် နော်ဒီပထမဆုံးအပြောင်းရွှေ့ကြည့်ရမှာနှစ်လပြီးသွားမှရောက်လာတယ်လို့ပထမဆုံးတယောက်ရောက်လာတယ်လို့ဘာလို့ကျွန်တော်လာတာဒီလားဆိုမလွယ်ပါဘူးအတင်းတွက်ကနော်ဆိုတော့အပြောင်းရွှေ့ကအမြဲတမ်းဒီတိုင်းမှာပဲနော်ကျွန်တော်ဒါအခုမှပထမဆုံးမဟုတ်ပါဘူးဒီလိုမျိုးဖြစ်တာကနော် game ဆော့ဘူးလား game ဆော့မှာပါ game ဆော့မှာပါ game live လဲကျွန်တော်သွားမှာပါမနေ့ကကျွန်တော်မသွားမထားဘူးဆိုတော့ပေါ့နော်ဆန်ချိုကပြောင်းတော့မယ်ဆိုတဲ့အဲခိုးလက်ရှိကျွန်တော်ပြောသလိုပဲဆန်ချိုနဲ့ကျွန်တော်လက်ရှိပေါ့နော်ဒီ Juventus တို့ရဲ့ဂျာတယ်မှာဆွေးနွေးမှုတွေကျွန်တော်ရှိနေတယ် တော့ကစားမားတဲ့ပုံကိုဆံရသဘောတူညီမှုတွေပါလေရတယ်ဆိုလို့ရှင်တော့ United လိုချင်တဲ့ပေါင်25သန်းပေးလို့ရှိရင်အပြောင်းအရွှေ့ကဖြစ်မဲ့အခြေအနေမျိုးပါဒါတော့ကောင်းတဲ့အရာပေါ့နော်စောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျပုံတွေတော့ပြောလို့တော့မရသေးဘူးဒါပေမဲ့ကျွန်တော်တော်တော်ကိုဖြစ်မဲ့အခြေအနေမျိုးပါအဲအိုကေကြည့်ကြည့်ရမှာလေ gain life လွင့်မှာမလား champion ဆုံးမလို့ဆိုတဲ့ဟုတ်ပါတယ် gain life လွင့်မှာပါကြာလာတော့ဗျာတဲ့နော်သတင်းဒီတင်ပြတဲ့ညီလေးခေါင်မားတဲ့နော်ဟိုဒုက္ခပိနေလို့ပဲကိုသိငားတဲ့နော်အဲလို့တော့မဟုတ်ပါဘူးနော် အမ်ဘူမိုကိုသဘောတူလိုက်ပြီလားတဲ့အခုသတင်းတက်လာသလားလို့ပြောရတယ်နော်အခုတော့သတင်းမတက်ပါဘူးဆရာသမားရေနော်အမ်ဘူမိုကိုသဘောတူတယ်ဆိုတာမျိုးဆိုရင်ချက်ချင်းတက်မှာပါခဏရကျွန်တော်ကြည့်ပြီပဲနော်ကျွန်တော် live စတဲ့အချိန်ခုနကအင်တာတက်နေတော့မမြင်ဘူးဆရာကြီးနော်ဟမ်အခုဆိုကြည့်ရပါလေရမှာကနော်ခဏလေးအဲမတက်သေးဘူးဆရာသမားရေနော်အမ် Fabrizio ကအခုသူဖုံးဆက်မြေတော့ပြောပါရဲဒါပေမဲ့သူခုဖုံးမဆက်သေးတော့ဘာမှတော့တိတ်ပြီးတော့တရင်ကထူးထူးခြားခြားတော့မရှိသေးဘူးနဲ့တူပါရဲနော်အဲ โอเคဘာသမ်းမှမထွက်သေးဘူးဆရာသမားကြီးเนาะဒါသာဘာဘာတင်းမှမထွက်သေးဘူးစီเนาะကျေးဇူးများကြီးပါတယ် United အနေနဲ့တဲ့ဒီဇေးကွက်မှာခန်းစစ်ပြန်အားပြည့်ဖို့ရှိနိုင်လားဗျာတဲ့ Johnny Evans နဲ့ Lindy Law တို့မရှိတော့ဘူးဆိုတော့တဲ့ပြန်ဖြည့်နေမယ်ဆိုလို့ရှိရင် PSV က free agent ဖြစ်သွားတဲ့နောက်ကန်လူ Boskagli ကိုခေါ်တင်တယ်လို့ထင်နေဗျာတဲ့เนาะအဲခန်းစစ်ကတော့ဘာလို့လုံးဝတင်းမထွက်ဘူးကျွန်တော်တို့ခန်းစစ်လက်ရှိမှာ Johnny Evans ကအနားယူသွားပြီး Lindelof ကအငှားနဲ့အပိတအလွတ်နဲ့ထွက်သွားပြီးဆိုတော့ကျွန်တော်တို့ခန်းစစ်မှာဘယ်သူတွေရှိနေသေးလဲ။ Aiden Heaven ကျွန်တော်တို့ရှိမယ် Luke Shaw ကျွန်တော်တို့ရှိမယ် Lisandro Martinez ရှိမယ် Maguire ရှိမယ် Dele ရှိမယ် Yuro ရှိမယ် Mazraoui ရှိမယ်ကျွန်တော်ကတော့ထပ်ပြီးတော့ခေါ်တော့မယ်တော့မထင်ဘူးနော်ကျွန်တော်ကျွန်တော်ပြောဖို့ဘယ်သူတွေကြံသေးတော့နော်ခံစစ်6ယောက်9ယောက် Center back 6စစ်ပြ6ယောက်9ယောက်လောက်ဒီကျွန်တော်တို့ရှိတယ်ကျွန်တော်ကတော့အသင်းဘက်ကထပ်ပြီးတော့ခေါ်တော့မယ်လို့ကျွန်တော်မထင်ဘူးနော်ဘာတဲ့တင်းမှန်လဲခံစစ်နေကကျွန်တော်မထွက်ဘူးဆိုတော့လေလုံးဝခေါ်လို့မရလို့ကျွန်တော်မထင်ဘူးအကယ်လို့ ထားပါတော့ခုနကပြောလို့ပဲကုညာရှိမယ်ပြီးလို့ရှင်အန်ပူမူရောက်မယ်ထားပါတော့ဗျာအန်ပူမူရောက်မယ်တိုက်စစ်မှုတရားရောက်မယ်ကွင်းလေရောက်မယ်ကုသမရောက်မယ်ကုသမတော့မှကျွန်တော်နှုတ်လိုက်လို့ရတယ်။ဘာလို့လဲဦးနနာထွက်မှာမဟုတ်ဘူးဆိုတော့ကွင်းလေနဲ့တိုက်စစ်ပဲကျွန်တော်နောက်ထပ်ရောက်ဖို့ကျင်တော့တယ်လို့ပြောရမယ်ဗျာနော်။ကျန်တဲ့နေရာတွေတော့ထပ်ပြီးတော့ရောက်နိုင်မယ်လို့မထင်ဝင်းဘက်စ်ဒီပိုင်လုံးဝရောက်နိုင်မယ်လို့ကျွန်တော်မထင်တော့ဘူး။ Okay ကျေးဇူးများဒီမှာလည်းအဲအေးလေနောက်မှလည်း main ကလေးအရေးအောင်တွေးလိုက်တယ်ဗျာတဲ့နန်းနော်။ချစ်သူနဲ့နေပါလေဆိုမှခင်ဗျားရတယ်နော်။ဘယ်လိုဖြစ်လို့တော့နော်။တွေးရမှာပေါ့နော်။မင်းကလည်း ဂူဒမချိန်ဖို့အစီအစဉ်မရှိဘူးလားတဲ့အဲအခုချိန်ဒီတော့ကျွန်တော်တို့ဒါဘာဂူဒမမန်ချိန်ဖို့တတိမထွက်ဘူးဆရာကြီးเนาะဘာဂူဒမမန်ချိန်ဖို့တတိမထွက်ဘူးဂူဒမမပြောင်းမပြောင်းလို့ရှိရင်တော့မထူးမထင်ပါဘူးတဲ့เนาะโอเคပါအဲ background ပြောင်းသွားပါလားတဲ့เนาะဒီဘက်လေးနည်းနည်းရွှေ့လာတာဗျာဟိုဘက်ကเนาะကြောင်နေဟွာဖြစ်လို့ AC ဒီကောင်တွေကအခုချိန်သူအမြဲတမ်းအိတ်နေကြဆိုတော့အဲ့ဘက်ကိုအိတ်လို့ရအောင်ဒီဘက်ကိုနည်းနည်းရွှေ့လာတာခြေတူးများကြီးတင်ပါတယ် အဲဆိုတော့ဂုသမားရဲ့ဦးနနာရှိနေတပြီတော့ဗျာတဲ့ United အပေါ်ကတော့8កောက်8ပေါင်းနဲ့ဖားកောက်ဖို့ပဲဖြစ်နေမှာပဲတဲ့နော်ဘလောက်ပဲကိုသွင်းကိုသွင်းတိုင်ပတ်မှာပဲတဲ့နော်ဖန်စစ်မှာဗျာတဲ့လူရှောကိုမယုံနာတဲ့ဂျန်နာတွေကိုယုံလို့ရတယ်တဲ့နော်ပြည်တနာကလည်းလူရှောကတော့အသင်းမှာနောက်ထပ်တရားစီဆက်နေဦးမှာပဲနော်ရောင်းချကန်နီးလိုက်ကောင်းလာလိုက်အဲ့လားနော်ဟိုဗါလေးရောင်းမယ်လုပ်လိုက်နော်ဒဏ်ရာရသွားလိုက်နော်ဟိုအဲ့လိုမျိုးနဲ့ဒီကောင်မင်းဆက်တရားစီလောက်ကျွန်တော်ရှိနေပြီပဲဘာမှန်းကိုကျွန်တော်မဟုတ်ဘဲနဲ့လीဒီလာဒီကောင်လေးအဲ့လိုဖြစ်နေတာဟမ် အဲ့ပါကျွန်တော်နောက်တစ်ခုကျွန်တော်ဆက်သွားရရင် market stretch ဘူးနဲ့ပတ်သက်လို့ပေါ့လေဆိုတော့ David Rostein ကပြောထားတာပါဒီ athlete ရဲ့ David Rostein က market stretch ဘူးကတင့်တော်တဲ့အခွင့်အရေးပေါ်လာခဲ့မယ်ဆိုရင်အငှားနဲ့ထွက်ခွာဖို့ဒါမှမဟုတ်ဆိုလို့ရှိရင်အလဲအလဲစာချုပ်တစိတ်တစ်ပိုင်းအဖြစ်ပြောင်းရွှေ့ဖို့လဲစိတ်ဝင်စားနေရပေါ့လက်ရှိမှာတော့ကစားမကပြိပကိုပြောင်းရွှေ့ဖို့ကိုပဲပို့ပြီးတော့သဘောကျနေတယ်ဆိုပြီးတော့ David Rostein ကကျွန်တော်ပြောထားတယ်ဆိုတော့ ratio ကတော့လက်ရှိအဓိကသူအသင်းကထွက်ရဖို့ပဲပေါ့နော် အတင်းကထွက်ရဖို့ပဲသူဘလူးနီးနဲ့ပဲထွက်ရထွက်ရပေါ့ဗျာအတင်းကထွက်ရဖို့ပဲဆိုတော့သဘောဆိုတော့음ဘလူးရဲ့ဖြစ်ဖြစ်ပါเนาะဆိုတော့အတင်းကလည်း market stretch လို့စာမမျိုးကိုရောင်းချဖို့ဆိုတော့အပြောင်းအရွှေ့ဖြစ်သွားလေကောင်းနေပြီအဲ market stretch ကိုလိုချင်တဲ့အတင်းဆိုတာကအခုချိန်ကြီးဘယ်သူမှကောင်းကောင်းကန်ကန်ရှိသေးတာမဟုတ်ဘူးဒါအပြင်နောက်တစ်ခုကเนาะ market stretch ကတပါတော့ဗျာအငှားနေလေသူပြောင်းချင်တယ်အေးအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် နော်သူ့ကိုကစားမချင်းချင်းအလဲထက်လောက်လဲသူပြောင်းမယ်ဆိုတဲ့သဘောမျိုးသူကတော့ပြောင်းဖို့ပဲစိတ်အားထက်သန်နေတာကိုရီအတွက်ကျတော့အဲ့လိုမဟုတ်ဘူးလေဗျကိုရီအတွက်ကျတော့မင်းကိုလက်လွတ်တဲ့နေရာကနေကျွန်တော်တို့ကလောက်ခလာစားလဲရှော့ခြင်းနဲ့နော်လောက်ခလာစားလဲရှော့ခြင်းနဲ့ပြီးရင်ပေါင်တန်း40လောက်ကလည်းရောင်းတဲ့နေရာကနေရခြင်းနဲ့ဟုတ်တယ်မလားမလိုတဲ့ကစားမတွေနဲ့ကျတော့အတင်းကိုကျွန်တော်ရောက်လာမယ်ဆိုရင်လက်ကားပဲလေအဲ့ဒီအပြောင်းရွှေ့ကဆိုတော့ market switch နဲ့ပတ်သက်ရင်သူပြပကိုပြောင်းခြင်းနဲ့ဆိုတော့ဒါကောင်းတဲ့အချက်ပါကျတော့ကိုတင်းကနေပြီးတော့ Academy ကနေထွက်လာတဲ့ကစားမလေးတွေကိုကျွန်တော်တို့အတင်းရဲ့ဟိုထိတ်တိုက်ရင်ဆိုင်ရမယ်ပြိုင်ဘက်တွေစီကိုကျွန်တော်တို့လက်မလွတ်တာပဲကျွန်တော်တို့ကောင်းနေသူပြင်ပြည်တွင်းပြိုင်ဘက်တွေစီလက်မလွတ်တာပဲကျွန်တော်တို့ကောင်းနေဗျာဒီလားအဲ့တော့ market strategy ရဲ့အပြောင်းအရွှေ့ဒီဒီပကိုပဲသူကထွက်ခြင်းနဲ့ဒါကောင်းတဲ့တဲ့မှာ United ရဲ့ဘက်ကတော့အငှားတွေပါလေဆိုတာတဲ့အပြည့်တဲ့ရောင်းခြင်းနဲ့ဒါမှသာရင် market strategy တွေနဲ့ပတ်သက်လို့ရှိရင်ရောင်းချတဲ့နေရာကနေကျွန်တော်တို့ကငွေရမှာပေါ့နော်ဒါကိုအသင်းဘက်ကကျွန်တော်ကျန်လာတာဆိုတော့ဒီပြတော့စတိန်ကတော့ မာကတ်စထရက်ယူနဲ့ပတ်သက်လို့တော့နည်းနည်းပါးပါးစပြောလာပြီဆိုတော့သူ့ကိုတကယ်ထိရောက်တဲ့ထိထိရောက်နဲ့ကျိုးပန်းနေတဲ့အသင်းတွေရှိသေးလို့ပဲလို့ကျွန်တော်တို့တော့မျှော်လင့်ရမှာပဲဆရာသမားကြီးနော်ကျေးဇူးများတင်ပါတယ်ဂိမ်းဆော့မယ်ဆိုတဲ့ဆော့မှာပါဆင်တမိုင်းနော်အဲခဏနေကျွန်တော်တွေ့ကြပါမယ်ဒီ live ပြီးတာနဲ့မိနစ်20လောက်တိုးတွင်ပေါ့နော်ဘာစတိုနီကိုဝယ်တင်နေပြားတယ်နော်ဘာစတိုနီတော့အင်တာကရောင်းမယ်မတင်ဘူးခန်စစ်မခေါ်ဘူးဆိုလို့ရှိရင်တော့ပြားတယ်ဂိုးသမားကပြောင်းမှရမှာတယ်နော်ခန်စစ်ကတော့တေချာဘောက်ခေါ်ဖို့မရှိဘူးနော်အများအပြားဒါရာနှုန်းပြင်ကြီးပါတေဘောက်တေချာဘောက်ခေါ်လို့မရှိကျွန်တော်တို့မှလူတွေတအားများနေတာဟုတ်နော် အရိဒဟကဒုက္ခပြီးသွားတာဗျာတဲ့ကိုတင်ဒီလိုဖြစ်သွားတာပဲတဲ့အန်ဘူမိုးကရောက်ပြီလားတဲ့မရောက်သေးပါဘူးဆယ်တမိုင်းနော်အာဘိနေတာကြာပါပြီတဲ့ okay ပါချစ်သူများကြီးတို့ပါတယ်အဲဒီချိန်လေးတော့ AC နဲ့ဗျာတဲ့ရာသီစတာနဲ့လောင်းနေရတာနဲ့နော်မြန်လောင်းပါဘူးလာမယ့်ရာသီကအရာအလုံးကပြောင်းနေတော့မှာနော်အရာအလုံးကကျွန်တော်ပြောင်းနေတော့မှာလာမယ့်ရာသီကနော်ကောင်းပါလိမ့်နေဆိုလို့ရှင်ဗျာတဲ့ဘလော့လေးပါလိတင်ပါဦးနဲ့လာမပေါ့ဗျာနော်လာမပေါ့နော်အချိန်မတန်သေးလို့မြင်ကိုကြီးသားကိုဖွက်ထားရတာသဘောပေါ့လား ပါတီကိုပြတော့ free ခေါ်ပါလားတဲ့ဘာလို့မှလဲပြတော့သူ့ရဲ့လက်ရှိအသင်းကတော့မလူချင်းတို့လက်လွတ်လိုက်တာကိုနော်အဲရီဒကွန်ရေဦးကလည်းတပင်းစားအားပြနေပါတယ်တဲ့ okay ပါ market review ကပြတဲ့ဘိုးကန်ကြီးနဲ့အောင်မြင်တဲ့စန်ဂျိုကပဲဆက်မေလူချင်းနဲ့ကစားမမျိုးပြတဲ့နော်အဲတိတ်တော့မထူပါဘူးနေအောင်စလုံးကလည်းနော်ဟို market review ကတော့အသင်း academy ကထွက်တယ်လေပါတယ်လို့အသင်းပေါ်မှာလည်းနည်းနည်းတော့ပြီးတယ်မလားနော်ပေါက်တက်ကင်းရီမပြောဘူးပေါ့ဗျာ ခီးတွေမသွားသေးဘူးလားဗျာတဲ့ဘလော့လေးတွေထက်ပြီးတော့ကြည့်ကြည့်လို့တဲ့အဲကျွန်တော်ကဗျာဟိုဘလော့ကဟိုခီးသွားတဲ့ຢာတွေကိုအဓိကတင်မှာမဟုတ်ဘူးအဲ့ဒါကလမ်းကြုံလို့ကျွန်တော်သွားရင်းနဲ့ဘလော့လောက်ထားတာကျွန်တော်ကအကြည့်မလားအဲ tracking နေသွားတယ် hiking နေသွားတယ်အမေ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 တွေးတာတွေးတာနော်လူကမူမကင်းမကြောက်တည်တယ်ငါလို့သွားကျင်တာ hiking ဆရာကြီးနော်ဆိုတော့အဲ့လိုမျိုးတွေတွေးထားတာဆိုတော့ဟိုမြို့သွားလိုက်ဒီမြို့သွားလိုက်မင်းရတယ်နော်သွားဖို့ဆိုလို့ကျင်တော့မင်းပတ်စံရဖို့ကြောက်ကဖြုတ်ရအောင်မှရမယ်ဆရာကြီးဆိုတော့နော်နီနာကဟိုနန်းလေးတွေသွားလိုက်ဒီနန်းလေးတွေသွားလိုက်အဲ့လိုပဲရမှာပဲ အဓိကလည်းသွားကျင်တာလည်း hiking နဲ့ trekking နဲ့အဲဟိုလိုမျိုးခီမျိုးမျိုးကြီးပြားကြီးတွေခီးသွားတာအဲ့လောက်ဝါးနာမပေါ့အဲ့တော့ဘယ်ပြောမလဲအဲ့လိုမျိုးဗီဒီယိုတွေပဲကျွန်တော်တွေးဖို့ရှိတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ဒါပေမဲ့ဘလိုဟာပဲဖြစ်ဖြစ်နော်ညီကူတို့အတွက်ကျွန်တော်တို့ဒါနော်မပြင်းရအောင်လုပ်ပြီးပါပါနော်မပြင်းရအောင်လုပ်ပြီးပါပါအပြောင်းအရွှေ့လုပ်လို့တာဗျာတဲ့ Chelsea နဲ့ Manchester City ဖြစ်တယ်လို့မျိုးဖြစ်စေချင်တာတဲ့နော်။ Okay ပါ။အာကျေးဇူးများတင်ပါတယ်။ အဲနောက်နေရတော့မဟုတ်ပြတဲ့ white line ကိုဆက်ထားပြီးတော့တပူကြီးကထွက်ဖို့လုပ်နေတဲ့တာဝင်ကိုခေါ်လိုက်လို့ရှိရင်ကောင်းမယ်ထင်တယ်ဗျာ number 9တို့တွေ့တယ်အဲလီဗာပူးအသင်းတို့ကျွန်တော် Manchester City တို့နဲ့ကျွန်တော်တို့ဘောနော်ဟိုတကယ်ခါးသီးပြိုင်ပွဲကြီးနေအသင်းဘက်ကအပြောင်းအရွှေ့တွေလုပ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ပါဘူးเนาะကိုအသင်းဘက်ကเนาะလုံးဝပြောင်းလဲတွေလုပ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး Vita Gugres ကရောတဲ့ United ကိုလုံးဝရောက်လာနိုင်ဖို့မရှိတော့တဲ့အနေအထားဖြစ်သွားပြီလားတဲ့အဓိကတော့ ကစားမကိုတိုင်ကိုကအာဆင်နယ်ကိုဦးစားပြီးပြောင်းကျင်နေဆိုတော့အသင်းဘက်ကကြိုးပမ်းတော့မယ့်ချိန်ဒီမှာမရှိဘူးဗျာနော်အဲ့ဒါတော့တည်ကြတော့ကျွန်တော်ရှိတယ်ယာဒီဆာမှကြောက်နေတာဗျာတဲ့တော်သီးတဲ့တပတ်တပွဲမလို့တဲ့ဆန်ဂျူကလည်းတော်တော်အောက်တန်းကျတဲ့ကောင်ပါဗျာတဲ့နော်အဲမေ့လေပါနော်ဂျေဒင်ဆန်ဂျူနဲ့ပက်ထရိုသိအချိန်ကြီးမကောင်းဘူးဒီညဝဲချလောင်းရှိတာဆိုတော့ရီယယ်မက်ဒရစ်တို့ဘာလို့ကနော်တနာ yı ခွဲလာမသိပါဘူးဆိုတော့အတားနောက်ကြလို့ ਨੇ ဒါပြီးရင်လည်းကျွန်တော် live တီပိုင်းသွားရအောင်ပါဆိုတော့မထင်ဘူးဆရာသမားကြီးနော်မထင်ဘူးမထင်ဘူးပွဲပြီး30ချက်တော့ကျွန်တော်လုံးပါပါနော်ပွဲပြီး30ချက်တော့ကျွန်တော်လုံးမရမယ်ဆိုတော့ ရိုဒရီဂိုကိုပြားတဲ့ရီယဲကနေခေါ်ပလိုက်ရမှာတဲ့ဈေးကနော်အဲ့လောက်မကြည့်ဘူးတဲ့ဈေး1080လောက်တော့ကျွန်တော်ရှိပါတယ်။ဒါပေမဲ့လို့အတင်းဘက်ကတော့အမ်ပူမူကိုခေါ်ဖို့လုပ်နေတာအဲ့ဒါပြည်တာနဲ့တိုက်စစ်ကိုသွားမှာဆိုတော့နောက်ထပ် တောင်မန်ကစားမတွေထက်ခေါ်တော့မယ်လို့ကျွန်တော်ချင်ယူပါနော်။ဆိုတော့ဒါကတော့ကျွန်တော်လက်ရှိဒါဒီညမှာရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့တဲ့ရင်တချို့ပေါ့လေဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကြည်နေတဲ့ညီကလေးကျွန်တော်သား6ကြော်ရှိပါတယ်။ channel လေးကိုကျွန်တော်သား subscribe နဲ့ရတဲ့ဘူးဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ်။ဆိုတော့ဒါပြီး minute 20လောက်အတောတွင်ဒါမှမဟုတ်9ဝက်လောက်အတောတွင်မှာ enjoy football channel မှာကျွန်တော်တို့က game ဆိုတာကျွန်တော် live မှာကျွန်တော်တွေ့ကြပါမယ်ဆိုတော့ချီချီဝါပြတဲ့ညီကိုများလုံးကိုကျေးဇူးများတင်ပါတယ်ခဏနေကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အား